ဝင်ကြိုက်တော်မယ်မုံတိုင်းတွေနဲ့အတူမူကြီးရေးကြည့်ပြီးတော့အသင်းအန္တရာယ်ရှိတဲ့ဒေသတွေကို မလို့ဝတ္တပညာရှင်ဦးနိုင်ကအရေးပေါ်ပဲသတိပေးလာပါပြီ။ဘင်္ဂလားပင်လယ်အော် နောက်ပိုင်းနဲ့ဆက်ဆက်လေးရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းပင်လယ်ပြင်မှာဝေလာ၂၀ကနေနေ့မှာလီဘီယာနဲ့ရန်ဝန်တကူဖြစ်ပေါ်လာနိုင်ပြီးတော့နောက်နှစ်အတွင်းပုံမအကောင်းလာနိုင်ကြောင်းကိုအင်ဂျီယာမိုးလေဝသဌာနကမေလာ၂၀ရက်နေ့ထုတ်ပြန်ချက်မှာ တွေ့ရတယ်ဆိုပြီးတော့မိုးလို့သဘယံရှင်ဝင်းနိုင်ငံကဆိုပါရီအိန္ဒိယနိုင်ငံနောက်ဘက်အာရဗျပင်လယ်မှာမေလ22ရက်နေ့နာနေ9နိုင်ခွဲမှာဒီကင်ဖြစ်ပေါ်နေတဲ့အထက်လေဝေလိုက်မှာလီပီးယားနေရှင်ဝန်ဖြစ်ပေါ်လာကြောင်းနောက်36နိုင်ရအတွင်းမိုးဝတိုင်းငယ်အဖြစ်ကြောင်းလဲသွားနိုင်ကြောင်းထုတ်ပြန်ထားတာတွေ့ရတယ်ဆိုပြီးတော့ဝင်းနိုင်ငံကဆက်ဆိုပါရီမင်္ဂလာပြည်လုံးမှာဖြစ်ပေါ်လာနိုင်တဲ့လီပီးယားနေရှင်ဝန်ဟာမေလ29ရက်နေ့ညမှာဆိုင်ကလုန်းမွန်တိုင်းစင်ကိုရောက်လာနိုင်ခြင်းရှိတယ်ဆိုပြီးတော့ ECNW app chat တွေမှာ တွေ့ရတယ်ဆိုပြီးတော့ဦးအိုင်နိုင်ကပြောပါရီဆိုက်ကလိုမုန်တိုင်းအစင်းရောက်လာမှသာမုန်တိုင်းသလုံးရဲ့အမည်ကိုပေးရမယ်ဆိုပြီးတော့ဦးအိုင်နိုင်ကဆက်ဆိုပါရီအာရီဗျဘီလင်ပြင်ဘက်မှာတော့မုန်တိုင်းကဘင်္ဂလားပြည်နယ်အော်မလီဗီးယားနေရှင်ဝန်ထအချိန်ပိုဆော့ပြီးတော့ဖြစ်လာပြီးအာကုံလာနိုင်ခြင်းကလည်းပူရီစောပါမယ်တဲ့ဗျာဘယ်ပင်လေကမုန်တိုင်းကအမီရမုန်တိုင်းစင်ကိုအရင်ရောက်နိုင်မီကိုမသေးချသေးဘူးဒါကြောင့်မလို့သားတဲ့တဲ့င်းတွေကိုဆင်းဆက်မပြတ်အနားဆွန့်ကြဖို့မလို့သားပညာရှင်ဝင်းနယ်ကတိုက်သွင်းပြီးတော့ မိုးကြီးပြီးတော့ရေကြီးနိုင်တဲ့ဒေသတွေကိုပညာရှင်ဝင်းနိုင်ကအရေးပေါ်ပဲသတိပေးထားတာကိုတွေ့ရပါပြီ။မေလ25ရက်နေ့နစလင်းနာဟီတွဲမှာတော့တဲ့ကချင်ပြည်နယ်စကိုင်းတိုင်း၊ရှမ်းပြည်နယ်မြောက်ပိုင်း၊မကွေးတိုင်းမန္တလေးတိုင်းနေပြီးတော့ပဲခူးတိုင်းအရှိမွန်ပြည်နယ်ကချင်ပြည်နယ်တလင်းတိုင်းတိုင်းတွေမှာမိုးများနိုင်ကြောင်းဝင်းနိုင်ကဆိုပါပြီ။မေလ26ရက်နေ့မှာတော့အဲ့ဒီနစလင်းနာဟီအတွင်းမှာကချင်ပြည်နယ်ကချင်ပြည်နယ်ကယားပြည်နယ်နေပြီးတော့မကွေးတိုင်းစကိုင်းတိုင်း၊မွန်ပြည်နယ်ချောင်းတိုင်း၊အေရီတိုင်း ဘူးတိုင်းတောင်ပိုင်းဒေသတွေမှာမိုးများပြီးတော့ရေကြီးရှမ်းမိုးတွေဖြစ်ပေါ်နိုင်တယ်လို့ပြောပြီးတော့မေလာ20ခနေ့နေ့ဇလင်းနိုင်တွင်ချင်းပြင်းနေစကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရှမ်းပြင်းနေရခိုင်ပြင်းနေကယားပြင်းနေဘူးတိုင်းကချင်းပြင်းနေမွန်ပြင်းနေသလင်းတိုင်းတိုင်းဒေသတွေမှာမိုးကြီးနိုင်တယ်လို့ဆိုပါရယ်တကယ်လို့သာအဲ့ဒီဒေသတွေမှာမိုးကြီးလာပြီးဆိုရင်တော့24နိုင်တွင်50မီလီမီတာအထက်မှာရွာသွန်းနိုင်ကြောင်းဒါကြောင့်မလို့ရေကြီးရှမ်းမိုးတွေယူဆိုင်ချဖို့ဦးဝင်နိုင်ကမှာပြီးတော့ဒါတွေကမိုးလေဝသခံမှန်ချက်တာဖြစ်ပြီးတော့တကယ် ဖြစ်ပေါ်လာတဲ့အခါမှာခံမှန်ချက်တွေနဲ့ကွဲလွဲတာတွေရှိနိုင်တယ်ဒီထက်လည်းပိုပြင်းနိုင်တယ်ဆိုပြီးတော့ဝိနိုင်ကဆိုထားပါပဲဖြစ်ပါရယ်